ားလုံးမင်္ဂလာပါဒီနေ့တကယ်စီမဲ့တင်ကင်းစားကတော့ခန်းနေလေးချိန်ခန်းနေသမား6ကနံပါတ်1ကနေ9ဒီပဲဖြစ်ပါတယ်နံပါတ်1မှာကြတော့အဘရိုရေးတဲ့ပရမစာတို့ကိဆယ်လို့ရေးပါထို့နောက်ဘုံစာတို့ကိတို့ကိုရေးပြပါငယ်ဆုံးဘုံစာတို့ကိကိုရှာတယ်နံပါတ်ကြီးက3ပေါ်မှာ4 3ရောက်ဖုန်းနဲ့ရေပရမစာတို့ကိဆယ်လို့ရေးရှာတယ်မြန်မာတော့တုံးရဲ့ဗြဟ္မာတို့စာတို့ကိဆယ်ပရမစာတို့ကိဆယ်လို့ဆိုတာကကျွန်တော်က သုံးညပေါ့နော်သုံးညရဲ့သုံးနဲ့စားလို့ပြည့်တဲ့ဂိမ်းကဟုတ်တယ်ဘုံ၆ကို7 25 28 29 30အဲ့ဒါက3ရဲ့ပရမစာတို့ဂိမ်း0လုံးပြူပါတယ်နောက်တစ်ခုကတော့4ရဲ့ပရမစာတို့ဂိမ်း0 0လုံးကတော့4နဲ့စားလို့ပြည့်စားနိုင်တဲ့ဂိမ်းတွေပဲဖြစ်ပါတယ်4 6 4 6 26 20 24 28 36 40မစင်တော့4နဲ့စားလို့ပြည့်တဲ့ဂိမ်းတွေပါအဲ့ဒီ3နဲ့4တို့ရဲ့ဘုံစာတို့ဂိမ်းရကြတယ်ကျွန်တော်ကြည့်ရတဲ့အခါမှာ ဘုံပါနေတဲ့စာတို့ကင်းကစနစ်နဲ့24ဖြစ်ပါတယ်။အဲ့ဒီအားမှာငေသုံးဘုံစာတို့ကင်းကကျတော့ကျွန်တော်ကစနစ်ဖြစ်တယ်ပေါ့နော်။ဒီမကဝေက9နဲ့9နဲ့9နဲ့ကိုကျွန်တော်တို့ကပရမစာတို့ကင်း10လုံးရှားပေါ့နော်။အဲ့ဒီ9ရဲ့ပရမစာတို့ကင်း10လုံးမှာ9 30 15 20 25 30 35 40 35 50 55 60ဖြစ်ပါတယ်။အဲ့ဒီကွာကျတော့ခွနင်းရဲ့ပရမစာတို့ရင်းစေလုံးကခွနင်းခွနင်းနဲ့စာတို့တက်တဲ့ကိန်းကြီးဖြစ်တယ်ခွနင်း၁၄၂၄၂၈၃၅ 42 49 56 63 80 90တို့ဖြစ်ပါတယ်။ဒါဆိုရင်9နဲ့9နဲ့မှာဘုံပါနေတဲ့စာတို့ကရတော့35တခုလည်းဖြစ်နေရတယ်။ဒါမှ35လို့ယူတယ်မယ်။ဒါဆိုရင်ငယ်ဆုံးဘုံစာတို့ရင်းရတယ်35ပဲဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်9ငယ်ပါ။နံပါတ်9ငယ်မှာ8ရယ်10ရယ်12ရယ်နော်။ဒါဆိုရင်ရှေ့ရပရမစာတို့ဝင်စေလုံးကရှင်းနေစာတို့ပြတဲ့ကနန်းနေ86 24 32 40 48 56 64 90နဲ့80နော်ရှင်းနေစားလို့ပြတဲ့ဂိမ်းတွေပဲဖြစ်တာရယ်နောက်က30ပရမစားလို့ဂိမ်းဆယ်လုံးပါတယ်30နဲ့စားလို့ပြတဲ့ဂိမ်းတွေဖြစ်တယ်30 20 30 40 50 60 90 80 90နော်တရားပေါ့နော်အဲဒါဆိုရင်စနေနေ့ပြမစာလုံးရင်းစလုံးကစနေနဲ့စာလုံးပြတ်တဲ့ဂိမ်းတွေဖြစ်တယ်စနေ24 36 48 60 90 84 86 180နဲ့120ကိုပြပါတယ်အဲဒါဆိုရင်ဒီလိုသုံးလုံးလုံးမှာ ဘုံပါနေရဲ့ကင်းကိုကြည့်တဲ့ခါမှာဘုံပါနေရဲ့ကင်းရဲ့ကူးမှမရှိဘူးနော်ဒီမှာဟိုရှင်းတဲ့တစ်စင်းနဲ့တူလို့မဲ့လဲစနစ်နဲ့မတူဘူးရှင်းတဲ့တစ်စင်းနဲ့တူပြန်တော့လဲရှင်းနဲ့မတူဘူးတော့အဲ့လိုဖြစ်နေရဲ့အဲကြောင့်မို့ဒီမှာဘုံပါနေရဲ့ကင်းကြည့်ရတဲ့အငယ်ဆုံးမှုစာတုံးကင်းဟာမရှိပါဘူးတဲ့အဲ့ဒါနံပါတ်2ပါအဘရိုရင်ငယ်တော့မောစာတို့ကိုတောတာစာဝေးရင်းနီးပြရှာပါတဲ့။တော့ရရစာဝေးရင်းနီးနဲ့ရှာမှာ28ရဲ့49ရဲ့140ကို အဲ့ဒီနံပါတ်2ရဲ့ကာကြီးက2849 149ကိုကျွန်တော်တို့ဒုစရကဆိုင်ဝင်နေတဲ့ခဏပါ။ဒီမှာတော့28ကိုခွဲတဲ့ခါမှာနှိမ့်များနှိမ့်များခုနှစ်ရတယ်နော်။ရှေ့ကနှိမ့်တွေက၄ဒီခုနှစ်တွေက28အဲ့ဒီပြင်းထက်အများခုနှစ်ရပါတယ်။49ကကြာကျွန်တော်တို့ကခုနှစ်ထက်ဖြစ်တဲ့အတွက်ခုနှစ်ခုနှစ်49ဖြစ်တဲ့လေခုနှစ်ထက်။ငါ140ကတော့3ရဲ့ခုနှစ်ရဲ့ခုနှစ်3ခုနှစ်ဒီ27 27ခုနှစ်တွေက140။ဒါကို3ရဲ့ခုနှစ်ထက်ရပါတယ်။ အဲ့ဒီအဲ့ဒါရေလုံးပုံစံတို့ပဲကိုကြားရဲခါမှာကျွန်တော်တို့ရေလုံးပုံစံတို့ပဲညာနော်တူတာကိုကြတော့အထက်များတာယူရတယ်ဒါကမတူတာတွေလည်းပုံပြီးရတယ်ဒီမှာဒီနှစ်ထက်ရဲ့ဒီနှစ်ထက်ကသုံးစုံမှမပါဘူးဒါပေမဲ့ဒီနှစ်ထက်ကိုယူသေးရပါတယ်ခုနှစ်မှာကြတော့ခုနှစ်ရဲ့ခုနှစ်ထက်ရဲ့ခုနှစ်ထက်ရဲ့ဆိုခုနှစ်ထက်ကိုယူရတယ်နော်သုံးဟာလေးတရားလေးသက်ခုမှာပဲရှိနေတယ်သူကရေလုံးပုံစံတို့ပဲညာရဲခါမှာကျွန်တော်ယူရတယ်နော်ပုံနှစ်ခုမှမပါဘူးလေလည်းယူရတယ်ဒါတွေနှစ်နှစ်ထက်ကလေခုနှစ်ထက်က49နော်က3နော် အဲ့ဒီသုံးခုမြောက်ပါမယ်၄ရက်၄ရက်၉ရက်၃ရက်မြောက်တဲ့ခါမှာ၅ရက်ရှိသေးရှိရပါမယ်ဘုရားနမခဝေ36ရက်104ရက်352ရက်ကိုကျွန်တော်ကဆက်ပြီးပြောရတယ်သုဒ္ဓသဝေကြီးတွေ့တယ်ပြမလုံးကျွန်တော်က36ကိုရေလိုခွဲမယ်နော်သုဒ္ဓကိုခွဲတဲ့ခါမှာနှင်းအမြောက်နှင်းအမြောက်၃မြောက်၃ဆိုပြီးတော့ရရှိပါတယ်နှင်းငယ်လေးလေးဒီတော့ဒီဆက်နေစနေ36ပါနော်ပြန်ပြီးတော့တိုက်ကြည့်ရပါမယ်အဲ့ဒီဇမောနှစ်နှစ်ထက်နဲ့သုံးနှစ်ထက်ပါနော်နှစ်နှစ်နဲ့သုံးနှစ်ထက်ဟုတ်ပြီနောက်တစ်ခုက100ကျော်ပါ ။ဒီရလေးကိုကျွန်တော်ဇာတ်ရိုက်ခဲ့တဲ့ခါမှာနှိမ့်မြနှိမ့်မြနှိမ့်မြစက်သုံးရတယ်နော်။ဒီနိုင်လေးလေးတော့ဒီနေ့လေးရှိရှစ်စက်သုံးစက်သုံးရှိတရားတရားလေး။ဒါမှမဟုတ်ကျွန်တော်တရားလေးဇာတ်ရိုက်ခဲ့တဲ့ခါမှာနှိမ့်သုံးတန်းနဲ့စက်သုံးတစ်ခုရတယ်။နောက်တစ်ခုကတော့351ပါ။351ကကျတော့ကျွန်တော်က3သုံးတန်းနဲ့စက်သုံးနဲ့ရပါတယ်။သုံးလုံးကိုကိုတော့ယူနေတဲ့ဆက်ကုန်နဲ့ဆက်ကုန်နဲ့စက်သုံးနဲ့ရတဲ့ပုံမှာ350တိရပါတယ်နော်။ဒါကို33တက်နဲ့စက်သုံးနဲ့ရပါတယ်။ အဲ့တော့ကျမတို့ကငွေသုံးပုံစံလုပ်ရလို့ကျောင်းရခါမှာနှစ်ရာနှစ်ကြီးရာနှစ်ထက်ရဲ့သုံးထက်ရဲ့ဆိုနှစ်သုံးတက်ကိုယူမယ်။သုံးရာနှစ်ထက်ရဲ့သုံးထက်ရဲ့ဆိုကျမတို့သုံးသုံးတက်ကိုယူမယ်။ညောက73လုံးနေတယ်နော်။အဲ့ဒီနှစ်သုံးတက်ကကျတော့ရှစ်ပါသုံးသုံးတက်က29နောက်က73နဲ့အကုန်လုံးညောက်ရပါတော့။ရှစ်ရာ29ရဲ့73ရဲ့ကျမတို့ညောက်ရက်ခါမှာ2800နဲ့ရှိရပါတယ်။ရက်ကငယ်ပါ68ရေ105ရေ96ရေဆိုမှာပါသာဝင်းခွင့်တယ်68ကိုရင်းခွဲတဲ့ကောင်မှာနှစ်အများ9နှစ်အများ9နှစ် ဖြစ်ခုနဲ့၄၄ဆယ်လေးခုနဲ့၄၆၈ဒါကြောင့်မြှင့်အမြောက်ခုနှစ်ထက်ရပါတယ်။ဟောတရား၅ကြာဆံမှာ၃ရက်၅ရက်ခုနှစ်၃ရက်၅၅ခုနှစ်ကြီးရမှာ။ပြောကြထက်ကိန်းမပါရတဲ့ထက်ဆရာမျိုးနော်။အဲ့တော့56ပါ56ကမြှင့်အမြောက်မြှင့်အမြောက်မြှင့်အမြောက်ခုနှစ်ပါ။ညနေ၄၄နဲ့၈၈ခုနှစ်56နော်။ဒါပေမဲ့၃တက်နဲ့ခုနှစ်နဲ့ရတယ်။ငယ်တုန်းကစာလုံးလေးရှာတဲ့အခါမှာညရဲ့ည၃တက်ရဲ့ဆိုရင်ဒီမှာ၃တက်ကိုယူမယ်။ခုနှစ်နဲ့ခုနှစ်နဲ့ဆက်နေဆိုရင် နော်ခဏနည်းနှစ်ထပ်ကုန်ပြီပဲပြီးတော့ကြားရက်35နဲ့105ပဲပါရဲဒါပေမဲ့ဒီလိုမျိုးဆရာဝန်ရှာကြည့်တယ်ချူသွားပါတယ်။အဲဒီနေ့3တက်က8 3 9 55 9ရက်ထက်က49အပြင်8ရက်59ရက်49ရက်နဲ့တက်ကမှာ9880ရပါတယ်။ဒီလိုအတွက်ကြည့်မယ်နော်။အဲဒါညကညကြည့်ပါဘုရား။အခုကနံပါတ်3ကျောင်းတောင်မှာရှိတဲ့ကျောင်းသားတို့ကအတန်းတန်းမှာ36ရက်စီတော့လက်က40ရက်စီတော့လက်က55ရက်စီတော့လက်ကအတန်းအကြီးကြနော်။ ဖွဲ့ဝင်နိုင်တယ်အဲ့ဒီအကြောင်းမှာရှိနိုင်ပြီးအနည်းဆုံးကျောင်းသားဥယျာဉ်ဆရာပါတယ်နော်ဒီပြမအတန်းမှာရှိတဲ့ကျောင်းသားကတော့လက်ချရာဒီဒီအတန်းမှာရှိတဲ့ကျောင်းသားက40ရာတက်တန်းမှာရှိတဲ့ကျောင်းသားက45ရာအဲ့ဒီကတော့ကျောင်းသားရှိမိနေဆုံးကျောင်းသားဥယျာဉ်နေဆုံးကျောင်းသားဥယျာဉ်လိုချင်လို့ရှိရင်34 36 40 45ရေနေဆုံးဥစားလို့ပြောချင်အောင်ပါအဲ့ဒီ36ဝင်လုံးချတော့ညညညညသုံးညသုံးပြည့်စုံလေးလေးတော့စနေစနေတော့ညလုံးချတယ်။ဒါပြီး ြင်းပြင်းထန်ထန်သုံးတက်ဆိုပြီးတော့ရရှိပါတယ်။ဒီကစားတော့ညရဲ့ညရဲ့ညရဲ့ငားရဲ့ပေါ့နော်။ပြောင်းလာလို့ရပါတယ်။ဒါပေမဲ့ညနယ်ရီက၄ညနယ်ရီက၈ညနယ်ရီကယူနေဆရာကိုပြင်းသုံးတက်နဲ့ငားနဲ့ဆိုပြီးတော့ရပါတယ်။၄၅ကျတော့သုံးလုံးဒီကို၃ငားလေး၄၅ဆိုသုံးတက်နဲ့ငားနဲ့ရပါတယ်နော်။တဲ့ရရဲ့လုံးဝစားလို့ရစမောင်ရှာတဲ့ခါမှာအဲညနယ်ရီကညလုံးတက်ဆိုပြီးညသုံးတက်ယူမယ်။သုံးတက်နဲ့သုံးတက်ဆိုသုံးတက်ကိုယူမယ်။နောက်ငားတစ်လုံးယူမယ်နော်။အဲ့ဒီညသုံးတက်က၈ရတယ်၊သုံးတက်က၉ရတယ်နော်။ ကိုရှိဒီ90နှစ်95နှစ်ကားလေးက360ရှိပါတယ်ဒါကြောင့်မို့ဒီသုံးဖို့စာတုံးရဲ360ဆိုရင်ကျောင်းတိုင်းရှိရမည်နေတော့ကျောင်းသားဦးရေက360ရောက်ဖြစ်ပါတယ်နောက်တစ်ခုကနံပါတ်4နော်မီးရိမ်နှလုံးကတဲ့40စက္ကန့်မှာတစ်ချိန်60စက္ကန့်မှာတစ်ချိန်အတိအကျမီးရင်ကြပါတယ်အထူးမီးရိမ်နှလုံးကနော်9နာရီည9နာရီမှာလူကမီးရင်နေဆိုရင်နောက်ထပ်မီးပြီးအချိန်လေးလူကမီးရင်ကြမီးရဲ့ဒါဆိုမှပထမမီးရိမ်မီးရင်က40စက္ကန့်နော်40စက္ကန့်မှာတစ်ချိန် ။မိရမိရဲ့မိရင်းချင်းက60စက္ကန့်မှတစ်ချိန်။ဒါပေမဲ့သူတို့နည်းရသူတို့နှစ်ခုစလုံးရငယ်တော့ဆိုတော့မိရဆိုရင်120စက္ကန့်နော်။တရားနာ။ဟုတ်တယ်120စက္ကန့်မှာနောက်120စက္ကန့်ရလို့ရှိရင်ဒီနောက်ထပ်လူကမိလိမ့်မှာဖြစ်ပါတယ်။အဲဒါပြီးတော့40နဲ့60တော့60လည်း120လောက်လို့ရတယ်။40လို့လည်းသုံး120က40နဲ့စားလို့လည်းဖြစ်တယ်။60နဲ့စားလို့လည်းဖြစ်တယ်။အဲ့ဒီကမထက်မဲ့မီလီမီအချိန်လိုချင်လို့ရှိရင်ကျမတို့ကနော်ဆိုတော့9နာရီမှာပထမအချိန်မှာမီလီသူကမီလီမီဖြစ်တဲ့9နာရီရေးမယ်ပြီးရင်တို့2ချိန်မှာနော် နောက်ပြ120စက္ကန့်ကြာမှာဆိုတော့နောက်တစ်ထပ်မီလီမှာဖြစ်တဲ့တယ်120စက္ကန့်နဲ့ပေါင်းရမှာနော်120စက္ကန့်ဆိုတာ10မိနစ်မှာ60စက္ကန့်120စက္ကန့်ဆိုတော့2မိနစ်ဒါပေမဲ့9နာရီနဲ့2မိနစ်ဘာလို့ကမှာ9နာရီနဲ့မိနစ်ပါနော်ဒါပေမဲ့နောက်ပြတူကမီလီမှာအချိန်က9နာရီ2မိနစ်ဖြစ်ပါတယ်ဒါမှ9ငါးကကြာတစ်ကနေ5ဒီသိလုံးလုံးပြင်းနေတော့ဒီကိန်းကိန်းကိုလုံးလုံးဖြစ်တဲ့ပြန်ရတဲ့ပြန်ဆက်ရနေပြီငွေသုံးပြီးလို့ရှာပါလိုက်ဒီစမကတစ်ကနေ5ဒီတော့တစ်ကိုရင်းလို့ရှာမယ်နော် တိမကိုဒီကိန်းကိုလုံးပြန်နေတဲ့ပြစားရရနိုင်ပြီလေလို့ကိန်းကိုချတယ်နော်။ဒီတိကဆိုရင်တိကိုစာရင်းခဲကမှတိတက်လေးတိတိကကျတော့တိနယ်လေးနည်းသုံးအတသုံးလို့သုံး။ရေးကကျတော့တိမြောင်နှိမြောင်နှိပေါ့နော်နှိနယ်လေးလေး။ဒါဒီကိတိကတော့မရှိဘူးပေါ့နော်နှိနှလုံးရရမှာနှိနဲ့ထည့်ရပါလေ။ငါးကကျတော့တိနာလေးမှာ၆ကနှိသုံးလို့၆။ခရီးကတိခုနယ်လေးခုနယ်ရှိကကျတော့နှိသုံးလုံးနှိသုံးကရရပေါ့နော်နှိနယ်လေးလေးနှိနယ်လေးရှိကြတယ်နှိသုံးတဲ့။ ကိုကတော့တကိုးလီကိုအဲသုံးသုံးလီကိုနော်တကိုးလီကိုပြီးတော့သုံးသုံးလီကိုရင်းသုံးနှစ်ထပ်ဆိုရင်ဒါကတကိုးရတယ်နော်ဒါပြင်အငယ်ဆုံးပုံစံတော့ရဆိုရင်ဆိုတော့အငယ်ဆုံးပုံစံတော့ကိုအကုန်ယူရမှာဖြစ်တယ်ဆက်ကြည့်ယူမယ်နှစ်တရာအများကြီးရှိတယ်အဲဒါအထက်များလိုက်ယူတော့နှစ်သုံးတက်ကိုယူမယ်အဲသုံးပါတယ်ဆိုတော့သုံးနှစ်ထပ်ရှိတယ်သုံးနှစ်တက်ကိုယူမယ်ဒီနေ့၅ရက်ခုနှစ်လို့ရတော့နော်တလုံးကြီးပဲပါတယ်ဆိုတော့တစ်စီနဲ့ထင်းင်းတစ်ခုလည်းနေလို့နော်ဒါပြင်ဒီမှာတော့အတင်းများနှစ်သုံးတက်ကရှိသုံးတက်ကကို ရှိ90နဲ့90နဲ့90နဲ့ပေါ့ပြရင်9လီ10ကိုထပ်မြောက်တဲ့ခါမှာ6490နဲ့905ရဲ့ထပ်မြောက်မယ်။အဲဒီ2520ရရှိပါတယ်နော်။နော်။အဲဒီတိမကိုဒီကိန်းကိုလုံးလို့ဒီကြိုင်နေတဲ့အပြည့်စားနိုင်မယ်။ဒီရနိုင်ပြီအငယ်လုံးလေးရတော့2520ပဲဖြစ်ပါတယ်။အဲ့တော့90ကိုတက်ကနေကိုဒီချက်ချက်ကိန်းနေတော့အားစားလို့ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုပြောနေတာပါဒီလိုပြီးတာဆိုရှင်ဒါကဒီချိန်ငန်းနေသမား6ကနံပါတ်1ကနေ9ဒီပဲဖြစ်ပါတယ်အဆုံးကြည့်ပြီးတဲ့အားလုံးကိုကြည့်ကြည့်နေပါလား